်ဘော်နီယာနယ်စပ်မှာလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်နိုင်ငံအပြက်လက်ပစ်ခတ်မှုတွေပြန်ဖြစ်လာနေပါတယ်ဒီဇင်ဘာလ10ရက်နေ့ဒီကနေ့မနေ့ပိုင်းကဆလို့ထိုင်းကမ္ဘောဒီးယားနယ်စပ်9နေရာထက်မနည်းထိထိုးပစ်ခတ်မှုတွေစပြီးဖြစ်ပွားနေခဲ့တာပါကမ္ဘောဒီးယားစစ်တပ်ကလက်နက်ကြီးအမြောက်တွေလောင်ချာတွေနဲ့ထိုင်းစစ်တပ်အခြေစိုက်စခန်းကိုစတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထိုင်းသတင်းဖော်ပြချက်တွေအရသိရပါတယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်ထိုင်းစစ်သားတအူသေးဆုံးပြီး2ဦးနေရာရရှိခဲ့ပါတယ် ထိုင်းစစ်တပ်ဘက်က FCD တိုက်လေယာဉ်တွေနဲ့ကမ္ဘောဒီးယားဘက်ခြမ်းကိုတိုက်ခိုက်နေပြီးကမ္ဘောဒီးယားစစ်တပ်ဘက်ကလည်း BM21 ရော့ကတ်ဒုံးကျည်တွေနဲ့ထိုင်းနိုင်ငံဘက်ဘူရီလန်ဒေသထဲကိုပြန်လည်ပစ်ခတ်နေတာပါဒုံးကျည်ပစ်ခတ်မှုတွေကြောင့်လက်ရှိချိန်ပြည်သူများတိတ်ဆုံးထိခိုက်မှုတွေမရှိသေးပေမဲ့ Skywalk ရဲ့အပါအဝင်ခေငါခုကပြည်သူတွေဘေးလွတ်ရာကိုပြောင်းရွှေ့နေကြရပါတယ်လရှိမှာနိုင်ငံငယ်ဆက်တလျှောက်မကြည်မငြိမ်ထပ်ဖြစ်နေပြီးထိုင်းစစ်တပ်ကအချောက်ချာအာဏာကိုထိမ့်သိမ်းသွားမယ်လို့ပြောဆိုထားတာပါ ထိုင်းဝန်ကြီးချုပ်အနုထင်ချန်ဝင်းရကူလည်းထိုင်းကမ္ဘောဒီးယားနယ်စပ်ကိုတွားရောက်မဲ့ခီးစဉ်ကိုဖျက်သိမ်းလိုက်ပြီးနိုင်ငံတော်ဆက်အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပါတယ်။